ဲ့လိုလင်းတို့ရဲ့ချက်မယ်စားမယ်ဆိုတဲ့အစီအစဉ်ကနေကြိုးစားပါရဲဒီကောက်မှာလင်းကဘာကြီးချက်ပြီးတော့ဘာကြီးစားမလဲဆိုတော့လင်းပရှုထမင်းကြော်ကြော်မယ်ပေါ့နော်။ဘာလို့ဆိုတော့လင်းမနက်ကအဲ့ရနေတော့ကြည်ဒါထမင်းချမ်းလည်းရှိရပေါ့ထမင်းရှိရပေါ့နော်။နောက်ပြီးတော့အသေးရွက်တွေလည်းရှိတယ်။ကြောက်လည်းရှိတယ်ဆိုတော့ရှယ်ပဲ။နောက်တစ်ခွာပါလဲဆိုတော့ညအမေကဝတ်သားပြုတ်ထားရှယ်အဲ့ဒါ ਈ မှာထည့်ကြော်ပလိုက်မယ်။အဲ့တော့ စပြီးတော့ try ဖို့အတွက်ကိုလင်းပါဝင်ပစ္စည်းတွေကိုအဦးဆုံးပြောပြပေးမယ်เนาะထမင်းကြော်ဆိုတော့အရေးကြီးဆုံးကတော့ထမင်းပေါ့เนาะနောက်တစ်ခုကအသီးရွက်ထည့်ရမယ်ဆိုတော့ဒီမှာလင်းကပဲတောင်ရှိရယ်မုံလာဥနီကိုလင်းသုံးထားတယ်မုံလာဥနီတော့လင်းတိတိလေးပေါ့เนาะအတုံးလေးပြန်သုံးထားတယ်ခရမ်းကျင်သီးอืมပါလဲဆိုအဲ့ဒါခရုစီပေါ့เนาะထမင်းကြော်ဆိုခရုစီနဲ့မုံမိုးလေးနဲ့ကြော်မယ်ခရမ်းကျင်ထည့်မယ်တက်တုံဖြူရှိမယ် အသားကတော့လင်းကတော့အဝသားပဲရှိရဆိုဝသားပဲဆွဲထားတာပေါ့နော်ဝသားကပဲလင်းပြုတ်ပြီးတော့ပြန်ပြီးတော့ဒရီးလုတ်ထားတယ်ပရှူးဆိုတော့ငရုတ်သီးဒါလေးကလည်းမပါမဖြစ်ပေါ့အဲ့တော့ဒါငရုတ်သီးအနှစ်လေးပေါ့နော်ဒါကကြတော့ပဲငံမြိုင်အကြီးပါကျက်ဥထဲမယ်อืมကျက်ဥသုံးလောင်း ready အဲ့တော့စပြီးကြော်မယ်နော်အရင်ဥဆုံးလင်းတို့ဥကလည်းအပူပေးပြီး၆သွားပြီဆိုတော့စီထည့်မယ်နော်အဲ့တော့စီပူလောင်ခဏဆောင်ပါမယ်နော်။အော်စီပူအောင်ဆောင်နေရင်လည်းကြက်ဦးလေးတွေကို အရင်ဆုံးခွဲထားမယ်เนาะအော်ကဲအဲ့တော့စီပူလာဆောင်ရင်းနဲ့လင်းတို့ကြုပ်ကိုဒီဘက်ကနေပြီးတော့ကြုပ်ဖောက်ပြီးတော့မှွေထားမယ်เนาะကဲစီပူလာပြီဆိုတော့လင်းတို့ကြုပ်ထည့်မယ်เนาะအဲ့တော့လင်းအခုအသားနေနေတော့ဝက်သားထည့်မယ်ပေါ့နော်ဝက်သားနေရမှာလင်းပြောခဲ့သလိုပဲ တခြားပင်လယ်စာဖြစ်ဖြစ်ကြက်သားဖြစ်ဖြစ်ပေါ့နော်တခြားတော့ကိုကြိုက်တဲ့အသားတွေကြိုက်နှစ်သက်ရထည့်လို့ရပါတယ်နင်တို့ထပ်ပြီးတော့ကပရှုထမင်းကြော်ဆိုတော့အဆက်ရသားတွေရလို့တဲ့အတွက်နင်တို့ဟာငရုတ်သီးအနှစ်လေးပေါ့နော်ထည့်ပါမယ်ဒီနင်တို့သမအောင်မှွေပေးမယ်နော် ွှေးမွှေးနဲ့အယောင်လေးကလည်းလှနေပြီအနံလေးကလည်းမွှေးနေပြီဆိုတော့လင်းတို့အခုအသီးရွက်တွေထည့်မယ်နော်အတော့ပန်းပွင့်ထည့်မယ်ပြီးတော့ခရမ်းကျင်သေးပေါ့နော်ခရမ်းကျင်သေးထည့်မယ်ပြီးရင်ပေးတော့ရှိထည့်ပါမယ်ပြီးတော့ဥနေဟွန်း တီးရွက်တွေထည့်ပြီးပြီဆိုတော့လင်းတို့ခုနလိုပဲအရသာကြီးဆုံဆုံလင်းဖြစ်သွားအောင်တမအောင်မှုမယ်နော်တမအောင်လည်းမှုနေရင်းနဲ့လင်းတို့အရသာတွက်ပေါ့နော်ဘာလေးထည့်မလဲဆိုတော့စားနေနေဒီမှလူတလောက်ပြန်ချင်နေပေါ့နော်ဒီစားရေချိုးမောက်ရေ တော့လေရတာမဟုတ်လေထင်မြင်ထင်မြင်နော်ချက်သားမဟုတ်ထင်မြင်တခြားအနေငယ်လင်းသုံးပါမယ်ခေပြီးရင်တော့ခယူးစီလေးပေါ့နော်ပြီးတော့ပင်ငံပြရေးဒါအရသာတော့ကိုလိုချင်တဲ့ပုံမူတည်ပြီးတော့အတိုင်းစားနဲ့ထည့်ပေါ့နော် ုတော့ထမင်းကျော်ဖြစ်တဲ့အတွက်ထမင်းထင်မယ်အဲ့တော့ခုနကလင်းတို့ဥဆုံးစော်ထားတဲ့အသီးရွက်အသားရည်နဲ့ထမင်းနဲ့အရသာဝင်အောင်နှစ်နှစ်ဆက်ဆက်ရှိအောင်မှုပါမယ်အနလေးကတော်တော်မှုနေပြီ တီးရွက်တွေအသားကြီးအကုန်လုံးရတာစုံအောင်မှွေပြီးပြီဆိုတော့အခုနောက်ဆုံးအနေနဲ့ရှမ်းကျင်ထည့်ပါမယ်။ရှမ်းကျင်ထည့်တော့ချင်းချင်းမှုမှုလေးပေါ့နော်။ပို့ပြီးတော့စားကောင်းအခုရပြီဆိုတော့စားဖို့ပကံလေးထည့်မယ်။